ကွန်းကကောင်းတယ်စတော့ကောင်းလို့ကြိုက်တယ်ကျွန်တော်ပြောရမယ်ဥမာကကောင်းလို့ကောင်းလို့ဥမာရှေးမမာလူမျိုးတွေစားတာကွန်းအဲ့နဲ့တက်မလားတွတ်သူအာယာပြီးစားကျွန်တော်စားတင်နေတဲ့မှာပါပါတယ်နော်ဟိုမြမမြမနန်းတော်တွေမှာအဲထုံထုံနေပေးတာလေဗမာလူမျိုးကကွန်းနဲ့တော့မกินနိုင်ဘူးပေါ့နော်ဒါအမှန်တော်စကားပဲကျမ်းမာအေးဘက်ကကြည့်ကွန်ဆာတွင်ယောဂဖြစ်တာတော့မဟုတ်ပေမဲ့ဒါပေမဲ့ယောဂဖြစ်တဲ့ကရင်းနဲ့ပတ်သက်တဲ့ယောဂတွေကင်ဆာတွေဖြစ်တာကတော့ကွန်းကြောင့်ဖြစ်တာလေဒါကတော့တည့်ရက်နဲ့မိုက်တာပေါ့နော် ကွန်းကတော့မစားလေကောင်းနေပဲဒါပေမဲ့စားမယ်ဆိုရင်လေစိုက်ရွေးစိုက်ရွေးပဲအဓိကပြဿနာကျွန်တော်ကြည့်သီးသလောက်ကပါနော်ကွန်းသီးလို့ထင်တာပဲကွန်းသီးတွေကလေအဲ့လိုမျိုးပေါ့နော်ဟိုဘယ်လိုပြောမလို့တခြားပြုတ်မရမှာကျွန်တော်ဒငင်းသီးလို့ပဲထားပါတော့သူအတိအသဘာဝသီးပဲကွန်းပန်ကွန်းချံနေကျွန်တော်ရောက်ခုလေရောင်ငယ်အောက်ကိုဆင်းလိုက်ကွန်းချံအရန်ကောင်းနေရှမ်းပြည်မှာကွန်းချံပေါက်တာ ကွန်းချံဆိုတာဒီကဲငငယ်ကတော့ຫນွေဘယ်လိုပြောအောင်အညာမှာပေါက်တာပဲเนาะဒါပေမဲ့အဲ့ရွာငယ်မှာဆင်းလိုက်ကွန်းချံရှိတယ်အဲ့ကွန်းကအရန်ကောင်းတာအဲ့ကွန်းကြီးပဲအဲ့ကွန်းကြီးကိုသူကအဲ့ကွန်းကြီးကနာမည်ကြီးတယ်ပေါ့เนาะအဲ့တော့သူကကွန်းကြီးနဲ့ပဲဆိုင်လိုက်မယ်ဗျာကွန်းရက်ကလည်းဈေးပါလိုက်မယ်ကွန်းကြီးကလည်းဈေးပါလိုက်မယ်တကယ်ကွန်းကြိုက်တဲ့သူကျွန်တော်မေးကြည့်တော့အဓိကပြဿနာဈေးတွေပါလိမ့်မဟုတ်ဘူးသူကကွန်းကြီးပြဿနာဖြစ်ကွန်းကြီးက အဲ့လိုဆေးဆေးပါတာပေါ့နော်အဲ့တော့ခဏခဏပြုတ်ရမယ်ပေါ့နော်အဲ့တော့ကိုယ်ရောင်းတဲ့သူတွေလည်းဗျာစေတနာထားပေါ့နော်ဟိုကျွန်တော်ကကိုယ်မကြိုက်တာမဟုတ်ကြိုက်တယ်ဒါပေမဲ့ကျွန်တော်ဒါပေမဲ့ကျွန်တော်အဆင်မပြေဘူးကျွန်တော်ကကွန်ဆားရင်ကျွန်တော်မူးထက်တာကိုကရက်တော့ရင်မမူဘီရတော့ကိုမင်းများဆားရင်မူးတော့ကိုနဲ့မကြိုက်တာပေါ့နော်ကိုနဲ့မကြိုက်လို့ကျွန်တော်အဲ့တော့ចောင်းတက်ဆုံးကအဲ့တော့ခုနှစ်တန်းလားမသိဘူးကွန်ဆားစားဘူးလို့ဖင်ထိုင်ပြည့်လဲသွားတာအဲ့ပမာစည်းတွေပါလားမသိဘူးအဲ့မှာမုံမုံဆန်းချောင်းဆင်းနေမှာမထနိုင်ဘူး အဲမိုးဆိုင်ဆင်းပြီးတော့ဆာမစာမိတယ်အဲ့တော့ကျွန်တော်ကစနစ်ကြောင်းတာတော်တော်ဆိုးတယ်ကျွန်တော်နောက်ဆုံးထဲမှာထိုင်နေဤလာလာနေဒါပေမဲ့စာမိစားရတယ်ကိုကနည်းနည်းညံကောင်းတာပေါ့အဲ့ဂျူလီနည်းနည်းလေးပါသူများနည်းနည်းလေးပဲတာမှာပေါ့အဲ့စားရတော့စာမိတော့စားဖြေမဲ့သူကမရှိဘူးကျွန်တော်တောက်ရှိတာအဲ့တော့ဘယ်မှာအောင်ဆိုတာနေစင်ကုန်းမူးနေတာအာကုန်းရစနစ်ကြောင်းမှာအဲ့ဒါကျွန်တော်မမက်ရရောက်ဆံမှာဆံမိုင်းနာမည်မေ့သွားတယ်ကျွန်တော်လည်းတော့ခင်ရွက်လာပါလားမသိဘူးကျွန်တော်အုံနာကတိုက်တောက်ပြီးရမေ့သွားတာ grand ရရတောက်ပြီးရကျွန်တော်ရခိုင်မှာတခုံတောက်ပြီးခင်ရ 3လလောက်တရက်ကိုတလုံးလောက်တောက်လိုက်တဲ့နောက်ပိုင်းမှာ2008က2009ထိက memory loss ဖြစ်သွားတယ်။အဲချက်ချင်းပြန်ကောင်းအောင်ပြန်ကုကုရတာပေါ့နော်။စာတော့မမေ့ဘူး။ဟိုနာမည်တွေလူတွေဒိတ်တွေပျောက်သွားတယ်။ဟိုမိမမွေးတက်ကလေးတွေမိမနဲ့ဘယ်နှခုနှစ်ရတာမမမေ့တော့။သာသမီကိုနာမည်မေ့တဲ့ခါကျတော့အဲ့လိုမျိုးအတူကောက်အတူကောက်တည်တယ်ကွာ။အဲကျွန်တော်သာသမီနာမည်ကလည်းလို့စင်တူတယ်။ ဟိုမြို့ထက်စင်နဲ့ဖြိုးထက်စင်ကျွန်တော်အကြီးလငယ်တော့တခါနေမေ့လာလို့ရရှိအဲ့တော့ဒီလိုတူတူပဲဒီကတော့ကွန်သီးလို့ပဲကျွန်တော်မြင်တယ်ပေါ့နော်ကွန်သီးရလဲတကယ်တော့ချားတဲ့သူရလဲကွန်သီးအကြောင်းကိုသူတို့ဆွေးနွေးတယ်ပေါ့နော်အဲ့တော့ထပ်ဆင်းနေပါကျွန်တော်ပြောချင်တဲ့နေ့ပဲကွန်ဆန်ရွေးပါတိချစေတနာပါတယ်ပြုတ်ပေးတယ်ငင်းသူလိုဖန်တလန်ပြုတ်ပေါ့ကွာအဲ့လိုဆေးကြံလေးနဲလေးပေါ့ကွာမကောင်းဘူးလားမြစ်တယ်ဆိုလဲဆိုးတယ်ဆိုပြုတ်ရတယ်လေလက်ဖက်တွေဆိုလဲဆေးရရင်းနှီးနဲ့ပြုတ်ရတယ်လေအဲ့လိုကွန်ဒီများများပြုတ်တဲ့ဆိုင်တွေကိုစားပေါ့ကွာဓာတ်ရုပ်တွေကနဲတာပေါ့